content creator နဲ့ social influencer ဆို content creator နဲ့ social influencer နဲ့ရတူသလားဆိုတဲ့အကြောင်းကိုကျွန်တော်ဒီနေ့ comparison လုပ်ပြီးတော့ရှင်းပြပေးသွားမှာဖြစ်ပါတယ် content creator ဘာလဲဆိုတော့ Facebook မှာပဲဖြစ်ဖြစ် TikTok မှာပဲဖြစ်ဖြစ် YouTube မှာပဲဖြစ်ဖြစ် Instagram မှာပဲဖြစ်ဖြစ်အဲ့ဒီရဲ့ platform တွေပေါ်မှာကျွန်တော်တို့ video ပဲရိုက်ပြီးတော့ပဲတင်တင်ဓာတ်ပုံပဲရိုက်ပြီးတော့ပဲတင်တင်ကျွန်တော်တို့မျိုး story telling တွေပဲပြောပြောမြင်တာအောင်ပြောပြမယ်ဖတ်တီမားကသူ့ရဲ့အချင်းပေါင်းကို သူကသူဗီဒီယိုရိုက်ပြီးတော့နေ့စဉ် daily story နဲ့ပဲတင်နေသူကသူလက်တမ်းပဲပြောပြောဒီမှာပါဝင်ပစ္စည်းတွေကိုဒီတခြားသူတွေကို sharing လုပ်ဝေးတာပဲဖြစ်ဖြစ်အဲ့ဒါမျိုးကကျွန်တော်တို့ content creator လို့ခေါ်ပါတယ်ဥပမာပြရမယ်ဆိုရင်ကျွန်တော်ကစီးပွားရေးလုပ်ငန်းလုပ်နေတဲ့သူတယောက်ဒါမှမဟုတ်ဓာတ်ပုံရိုက်စားနေတဲ့သူတယောက်ပဲဖြစ်ဆိုပါစို့ပေါ့နော်ဆိုတော့ကျွန်တော်ရဲ့ main career ဒီကျွန်တော်ရဲ့စီးပွားရေးလုပ်ငန်းတွေဖြစ်တယ်ကျွန်တော်ရဲ့ဓာတ်ပုံရိုက်တဲ့လုပ်ငန်းဖြစ်တယ်ဒါပေမဲ့ဒီ social media ပေါ်မှာကြတော့ကျွန်တော်ရဲ့စီးပွားရေးနဲ့ပတ်သက်တဲ့အတွေ့အကြုံတွေအကြံဉာဏ်တွေကိုကျွန်တော်ပြန်ပြီးတော့ပြောပြရတယ်အဲ့ဒီဟာအဆင့် ်က content creator ပေါ့နော်ဒီဘက်က social influencer ကြတော့ content creator နဲ့တော့နည်းနည်းတော့တူတော့တူတယ်ဒါပေမဲ့မတူဘူး